မင်္ဂလာပါတီချက်ဒီနာဖြစ်ပါတယ်တီချက်ဒီနေ့တင်မှာ Great Thomas ရဲ့ Chapter 7 Exercise 7.2ရဲ့နံပါတ်3လေးကိုတွေ့မှာဖြစ်ပါတယ်တီချက် Grade 10 11 12ကိုပညာဒါနသင်ပေးနေတဲ့ channel ဖြစ်ပါတယ် Facebook ကတွေ့တဲ့ကလေးတွေပဲဖြစ်ဖြစ် YouTube ကတွေ့တဲ့ကလေးတွေပဲဖြစ်ဖြစ်တီချက်ရဲ့ channel playlist ထဲကိုဝင်လိုက်ပြီးကိုကြည့်ချင်တဲ့အတန်းနဲ့ chapter ကိုလေ့လာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့တီချက်နံပါတ်3လေးကိုကြည့်မယ်နော် ဆိုတော့နံပါတ်3မှာက draw the graph တဲ့ draw the graph ပဲ step by step မပါဘူးဒါဆိုနံပါတ် a အတွက်က2 cos pi by 4x အတွက်တွက်မယ်နံပါတ် b က minus cos pi by x အတွက်တွက်မယ်နော် minus cos pi x အတွက်တွက်မယ်ဒါဆိုရင်ဒီချင်းနဲ့ဇက်တိုက်ကြည့်လာတဲ့ကလေးကတော့တွက်နည်းအကုန်သိပြီးသွားပြီဖြစ်တဲ့အတွက် ကိုကဒီအခုဒီချက် point ရှာလိုက်တဲ့အခါမှာကလေးတို့ကလိုက်ကြည့်ပြီးအဲ့ဒီ point ကိုထောက်လိုက်နော် point နေရာချ graph မှာ point နေရာချပြီး graph ဆက်ပြီးတာနဲ့ဒီချက်ပုံလေးနဲ့တိုက်ကြည့်လိုက်နော်အဲ့ဒါဆိုရင်ကိုကမှန်လားမှားလားဆိုတာလေးကိုတီးပြီးကိုကိုတိုင်းလဲဆွဲတက်သွားမှာဖြစ်တယ်ဒါဆိုရင်ဒီမှာအရှိမလေးက point ချခဲ့တဲ့လက်နဲ့လဲဆွဲပြခဲ့ပြီးသားဖြစ်တာမို့လို့ဒီမှာကတော့ဒီချက် graph ကတော့ဆွဲပြီးသားဟုတ်ပဲ point ချပြပြီးမှာဖြစ်တယ်အဲ့တော့ချက်လို့ point လေးတွေရှာကြည့်ရအောင်ပေါ့နော် ဒါဆိုရင် y equal to 2 cos pi by 4 x အတွက်ဆိုဒါဘာတွေပါသလဲပေါ့နော် y equal to 2 cos pi by 4 x အတွက်ဆိုရင်ဒါကဘာပါမလဲ horizontal scaling ဖြစ်တယ်ဒါက vertical scaling ဖြစ်တယ် vertical scaling က scale factor အတဲယူမယ် horizontal scaling က scale factor ပြောင်းမြန်ယူမယ် translation မပါသေးဘူးပေါ့နော်မပါသေးဘူးအဲ့တော့သူ့အတွက် point ရှာမယ်ဆို cos graph ကအတွက်ကိုကတိပိတာမို့လို့ရေးချလိုက်ပြီပေါ့နော် တိပိတာမို့လို့ရေးချလိုက်ပြီး1 circle အတိုင်းပေးမယ်အဲ0 point by 2 point 3 point by 2 2 point เนาะအနှုတ်ဖက်ကိုနှစ်ခုပေးမယ် minus point by 2နဲ့ minus point နဲ့ပေးမယ်ဒါဆိုရင်ဒီမှာသူ့ရဲ့ပြောင်းမဲ့ point behavior လေးကိုတချို့ရေးရအောင်ဒါဆိုရင် x ပြောင်းမဲ့ဟာက scale factor ပြောင်းမြန်ယူရမှာဖြစ်တဲ့အတွက်4 point by ပေါ့เนาะ4 point by x comma ဘာဒီကစကီလင်းကဝိုင်ပြောင်းမဲ့ဟာကအတဲယူရမှာမလို့ဒူးဝိုင်ပေါ့နော်ဒူးဝိုင်။ဒါဆိုရင်အရှိကဂိန်းလုံးတွေကို x 100လေးမှာလာထက်နော်အနောက်ကဂိန်းလုံးတွေကို y 100လေးမှာလာထက်။ဒါဆိုရင် x 100မှာ0ဆိုရင်0ပဲရမယ်။ y 100မှာ1ထည့်ရင်2ရမယ်။ x 100မှာပိုင်းပိုင်း2ဆိုတော့4ပိုင်းပိုင်းနဲ့ ပေါ်ပိုင်ပိုင်နဲ့ပိုင်ပိုင်ဒူးနဲ့เนาะဒါဆိုပိုင်ကြည့်တဲ့အတွက်ဒူးရမယ်ကွန်မဝိုင်းနေရာမှာ0ထဲတော့0တခါပိုင်ထည့်မယ်ဆိုတော့4ပိုင်ပိုင် into ပိုင်မို့လို့ပိုင်ကြည့်တဲ့အတွက်4ရမယ်ဝိုင်းနေရာမှာ -1 ထည့်ရင် -2 เนาะတခါ3ပိုင်ပိုင်ဒူးနဲ့4ပိုင်ပိုင်နဲ့မြောက်ပါ 3ပိုင်ပိုင်ဒူးနဲ့မြောက်တော့ပိုင်ကြည့်မယ်2နဲ့4ဆိုတော့3နဲ့6เนาะ6 comma y မှာ0ထည့်ရင်0ပဲရမယ်ဒူးပိုင်ထည့်မယ်ဆိုပိုင်ကြည့်မှာဖြစ်တဲ့အတွက်4နဲ့4ရ10ပေါ့เนาะ8 comma y နေရာမှာ1ဆိုရင်2ရမယ်တခါ x နေရာမှာ minus ပိုင်ပိုင်2ဆိုတော့ကျတော့ဒီအရလေးကိုပဲကြည့်လိုက်ပေါ့เนาะ minus ပိုင်ပိုင်2ဆိုရင် -2 ထွက်มาပေါ့เนาะ minus 2 comma y နေရာမှာ0ဆို0ရမယ်တခါပိုင်ထည့်မယ်ဆိုရင် minus ပိုင်ဆိုတော့ minus 4ရမှာပေါ့နော် minus 4 comma minus 1နော် minus 1ထဲတော့ minus 2ပေါ့ကဲအဲ့ဒါဆိုရင်ဒီဟာလေးက draw step by step မပါတဲ့အတွက်နှစ်ဆင့်ဆွဲစရာမလိုဘူးဒီတဆင့်အတွက်ပဲဆွဲမယ်ပေါ့နော်အဲ့ဆိုတော့ဒီချက်ပုံဆွဲပြီးသားမှာ point လေးလိုက်ချပြမယ်နော်ဆိုတော့0 comma 2မှာ2 point 2 comma 0မှာ2 point နော် x ka 0 y ka 2 so 0 comma 2 ma ta point 2 comma 0 ma ta point p n 4 comma minus 2 ma ta point no, x ka 4 y ka minus 2 4 comma minus 2 ma ta point 6 comma 0 8 comma 2 6 comma 0 8 comma 2 no 8 comma 2 ဒါဆိုအနှုတ်ဖက်သွားမယ် -2,0 -4,-2 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 minus 2เนาะဒါဆိုရင်ဒီချက်တို့ကကလေးတို့ကဒီလောက်ကစဆွဲမှာဆိုတော့မြားကိုဒီမှာတက်เนาะဒီကနေဆက်ဆွဲ point ကဒီမှာစုံတော့အောက်ကိုနည်းနည်းဆက်စင်ဒီမှာရက်လဲရတယ်အောက်ထိနည်းနည်းဆက်ဆွဲပြီးရက်လဲရတယ်เนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ equation တက်ရမှာဖြစ်တဲ့အတွက် y equation တက်2 cos pi pi 4x เนาะဒါလေးတက်ဒါဆိုရင်သူလဲ translation မပါတဲ့အတွက် mid line ဒီ x axis အတိုင်းပဲဖြစ်မှာမို့လို့ mid line y equal to 0ပေါ့နော်ကဲဟုတ်ပြီ x axis လေးတက်ပြီ y axis လေးတက်ပြီနော်တက်ပြီးရင်ရေးရမယ့်ဟာလေးရေးရအောင်ဒါဆိုရင်သူက y က mid line က y equal 0ပဲပေါ့ period က2 pi by b ဖြစ်တဲ့အတွက်အခု teacher ရဲ့ b ရဘလောက်လဲ pi by 4နော် b က pi by 4ဆိုတော့2 pi by pi by 4အဲ့ဒီ pi by 4အပေါ်တင်လိုက်တော့4 pi by ပေါ့ เนาะ4ပိုင်းပိုင်းပိုင်းကြည့်သွားတဲ့အတွက် period က8ရှိပါเนาะ amplitude ကကြတော့ mod a ဖြစ်တဲ့အတွက် a က2เนาะ2ဆိုတော့ amplitude 2ပေါ့ amplitude က2ဒါဆိုရင် domain က r range ကကြတော့ကျတော့ပုံမှာပဲကြည့်လိုက်เนาะ maximum မှာရှိနေတာက wide tempo 2 minimum မှာက wide tempo -2 ဒါဆိုရင် -2 နဲ့2ကြားပေါ့เนาะ အဲဆိုရင်2 less than or equal y အော် sorry minus 2 less than or equal y less than or equal to ဒါဆိုရင်ကုတီချရိုရေးရမယ့်ဟာတွေအားလုံးပြီးသွားပြီးပုံမှန်တက်မယ်နော် period က8ဆိုတော့ period ကို0ကနေ8အထိပေါ့နော်0ကနေ8အထိက period equal to 8နော် amplitude လေးကဒါလေးနော် ဒါလေးဆိုတော့ချက်များထိုးလိုက်မယ် amplitude နော် amplitude က2 အဲ့ဆိုရင် midline ရပြီ amplitude ရပြီ period ရပြီဆိုပုံအောင်ဆုံးသွားပြီပေါ့နော်ဒါဆိုရင်ကလေးလိုဆွဲရမယ့်ဟာလေးရသွားပြီအဲ့တော့အဲ့မှာတတိထားရမှာဒီအခုံးလေးတွေအခွက်ကလေးတွေကိုဆွဲတဲ့အခါမှာဒီလိုကြီး down tone ဖြစ်သွားလို့မရဘူးရှေ့မှာလည်းပြောခဲ့ပြီနော်ကိုကဒီ maximum ရှိနေတဲ့ point မရောက်ခင်မှာနည်းနည်းလေးစဝိုင်းပြီးတော့ဆွဲသွားနော်ဒီလိုဆွဲအောက်လည်း minimum နာမရောက်ခင်ဝိုင်းပြီးတော့ဆွဲနော်ရမယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုရင် b လေးဆက်ကြည့်အောင်နော်ဆိုတော့ b မှာကကျတော့ minus cos pi x အတွက်ပေါ့ minus cos pi x အတွက်ဆိုရင်ဒီ minus က y ပြောင်းမှာပေါ့နော် y ပြောင်းမှာ reflection on x axis ဖြစ်တယ်ဒါဆိုဒီ pi လေးက horizontal scaling ဖြစ်တယ်။ x ပြောင်းမယ်။ဒါဆိုရင် x ပြောင်းမဲ့ဟာကပြောင်းမြန်ဆိုတော့1 by pi x ဖြစ်မယ် y ကကြတော့ minus y ပေါ့เนาะအဲ့ဒါဆိုထုံစံအတိုင်းဒီ x နေရာမှာရှေ့ကိန်းနေလာတဲ့ y နေရာမှာနောက်ကိန်းနေလာတဲ့အဲ့ဆိုရင် minus pi အဲ1 pi pi မှာ x က0ဆိုတော့0ပဲရမယ် y နေရာမှာ1ဆိုတော့ minus 1เนาะ pi pi 2ထည့်ရင် pi pi ကြည့်တဲ့အတွက်1 pi 2ပေါ့เนาะ1 pi 2 comma y က0ဆိုတော့0ပဲရမယ် pi ထည့်မယ်ဆို1ရမယ် minus minus or plus 1ရမယ်3 pi pi 2ထည့်ရင် pi ကြီးမှာမဟုတ်လို့3 pi 2ရမယ် comma y နေရာမှာ1ဆိုရင် minus 1ရနော်တခါ2 pi ထည့်မယ်ဆို pi ကြီးတော့2 comma y နေရာမှာ1ဆိုတော့ minus 1 minus pi pi 2ဆိုတော့ pi pi ကြီး minus 1 pi 2 comma y နေရာမှာ0เนาะတခါ minus pi ဆိုတော့ pi ကြီးတဲ့အတွက် minus 1 y နေရာမှာ minus 1ဆိုတော့ plus 1ညမယ်ကဲအဲ့တော့ draw step by step ဆိုရင်တော့ဒီနှစ်ခုလုံးကိုဆွဲပြီးမယ် step by step မပါတဲ့ပုံစံဆိုရင်တော့ဒီနောက်တစ်ခုကိုပဲဆွဲမယ်အခုကတော့နောက်တစ်ခုဆွဲရင်ရပြီပေါ့เนาะအဲ့ဒါဆို point ချမယ်0 comma minus 1မှာတစ် point 0, comma, minus 1ဆိုတော့အောက်ကိုဆင်းเนาะ x က0 y က minus 1ဆိုတော့0 comma minus 1မှာတပွိုင်းနောက်တပွိုင်းကြည့်မယ်1.2ဆိုတော့0.5 comma 0ပေါ့เนาะ0.5 comma 0ဆိုတော့ဒီမှာရှိ1.2လို့ရေးလဲရเนาะ1.2 comma 0လို့ရေးလဲရတယ်0.5 comma 0 လို့ရေးလိုက်ရတယ်เนาะ1.2,0ပြီးတော့နောက်တစ် point ကြည့်မယ်ဆိုတော့1,1မှာ1 point เนาะ x က1 y က1ပေါ့ x က1 y က1ဆိုတော့ဒီမှာရှိမယ်အဲ့တော့1,1မှာ1 point နောက်တစ် point က3.2ဆိုတော့1 point ပေါ့เนาะ3 point 2,-1ဆိုတော့ဒီမှာရှိမှာเนาะဒါလေးက3 by 2, 1 တခါနောက်တစ်ခုက2 comma minus 1เนาะ x က2 y က minus 1ဆိုတော့ဒါလေး2 comma minus 1တခါနောက်တစ် point ကြည့်မယ်နောက်ဘက်ရောက်သွားပြီ -1.2,0 ဆိုတော့-1.5เนาะ -1.2,0 ဆိုတော့ -1.5 ဆိုတော့ -1.1 เนาะ x က -1 y ကလည်း 1ဆိုတော့ဒီမှာเนาะ -1.1 ဒါဆိုဒီမှာချက်တို့ရဲ့ point က maximum မှာရှိနေအောက်ကစဆွဲเนาะဒါဆိုမြန်ကဒီမှာတက်တလောက်ကစဆွဲပြီးရင်ဒီမှာ minimum မှာဆုံးသွားတဲ့အတွက်အပေါ်နည်းနည်းကွေတက်လိုက်เนาะဒီမှာဆုံးမယ်ဒါလေးတွေကဒီထိဆွဲခြင်းလည်းရတယ်ပေါ့เนาะဒီဖက်မပါတော့ဘောကလေးတို့ဟုတ်လားနောက်တံပါတော့ဘူးကလေးတို့ကဒီမှာတခုံးနှစ်ခုံးအောက်ကတစ်ခွက်အဲ့လိုလေးပါနော်နှစ်ခွက် ကဲဟုတ်ပြီအဲ့ဒါဆိုချေတို့တိုက်ရမယ့်ဟာလေးတက်မယ်ဒီမှာ transformation ကပါမပါဘူးလေ translation မပါသေးတဲ့အတွက် midline က x exists မှာပဲရှိဘူးเนาะ x exists မှာ y equal to 0မှာရှိဒါဆိုရင်ဒီ graph ကကလေးတို့ကဒီဘက်မှာမပါဘူးဆိုတော့ဒီနေရာမှာ midline ရေးလို့ရတယ်เนาะ midline က y equal to 0မှာတခါပြီးရင်ရေးရမယ့်ဟာလေးတွေကြည့်မယ် y equal to minus cos by x မှာเนาะပိုင်က b b တန်ဘူးကပိုင်ပေါ့ a က1เนาะ a က1 1ဆိုတဲ့အတွက် amplitude က1ဖြစ်မှာเนาะ period က2ပိုင်ပိုင်ပိုင်ဖြစ်မှာပေါ့เนาะ2ပိုင်ပိုင် b ဆိုတော့2ပိုင်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 ကြည့်တဲ့အတွက် period က2 midline ကတော့0ပဲเนาะအဲ့တော့ maximum minimum ကိုကြည့်တော့ maximum က y တန်ဘူး1 minimum က y တန်ဘူး -1 ဒါဆိုရင် range က minus 1နဲ့1ကြားမှာရှိတယ်နော်ကဲဟုတ်ပြီအဲ့ဆိုကျတော့ပုံမှန်တော့တတ်မယ် period က2ပေါ့နော် period က2ဆို0ကနေ2ထိဆွဲမယ် dt ပေါ့နော်ဒါလေးက period amplitude ကတော့ဒီမှာဆွဲလိုက် Italia and Egypt. em vì chịu cả một nó cái rồi em mà x axis theta b y axis theta b period ta midline ta em vì chịu ta lại em cái rồi em bỏ ngay ra đó vì vậy nó bây giờ nó vì làm là cái ra số thì xem nào video liu sa sam chỉ bị ba alo mình là ba